အားလုံးပဲမင်္ဂလာပါရှင်ယခုဖတ်ပြပေးမှာကတော့ဆီယမကျူးရဲ့အဝေးကြီးမှန်ပြောင်းနဲ့အခြားဝထုတူများ စာအုပ်ထဲမှာတတပင်ကောင်းဝထုတူပဲဖြစ်ပါတယ်ရှင် နားစင်ခံစားပေးကြပါအောင်ရှင်ဤစာအုပ်ကလေးကိုတင်ဆက်ခွင့်ပေးရန်ဆီယမကျူးအားလေးစားစွာပန်ကြားအပ်ပါတယ်ရှင်တတပင်ကောင်း လောကပတ်ဝန်းကျင်တည်သိသိစွာအေချမ်းလျက်ရှိတည်အေးစိမ့်စွာလည်းလန်းစင်းလျက်ရှိတည်ဤရကလေးတည်ပေပတ်ဝန်းကျင်တွင်တောင်တန်းများတစ်ပင်အုပ်ကြီးများကာယံထားတော့ကြောင့်ခရီးသွားလာ၏အနေငယ်ခက်ခဲတော်ဒေတာဖြစ်တည်ထို့ကြောင့်လည်းဤရကလေးတွင် လူနေအိမ်ချီအလွန်ကျဲပါသည်ဒီမမဧည့်သည်များအရာအပေါင်းနေသည်ဗုဒ္ဓတတနာနှင့်သက်ဆိုင်သောတူလိုယဟန်လော့များလာရောက်လည်ပတ်ခြင်းနှင့်ဟန်သူသည် ရွာရှိလူဦးရေ၏တဝက်ခန့်သည်ခရီးယံဘာသာဝင်များဖြစ်ကြသည်။ကြံတဝက်ထဲမှအချို့သည်မီယိုဖလာကိုးကွယ်မှုဖြစ်သောနတ်ပူဇော်ကိုးကွယ်ခြင်းကို အမွေထိမ့်သိမ်းထားစေ။ကြံအချို့သည်ဗုဒ္ဓဘာသာဆိုသည်ကိုကြားဖူးနာဝရှိသူများဖြစ်သည်။ဤရွာတွင်ပထမဆုံးသောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကိုလွန်ခဲ့သည့်ရှစ်နှစ်ကမှစတင်တည်ထောင်ခဲ့ရသည်။ဒူဒီထိုဖုံးတော်ကြီးကျောင်းဤဒုတိယမြောက်ကျောင်းထိုင်ဘုန်းကြီးဖြစ်သည်။ အင်္ဂလိပ်ခေတ်ကတည်းကခရိယန်သာသနာပြုဖုံးကြီး၏စွန့်စားစွာစီယုံသာသနာပြုခဲ့သောအကျိုးကျေးဇူးကြောင့်ရွာသားများသည်ခရိယန်ဘာသာကိုကိုးကွယ်စည်းကပ်ခဲ့ကြသည်တို့တော်နှစ်ကိုကွယ်တော်အုပ်စုတဲ့ဇန်နေသေးသည်သူအရင်ဤကြောင့်ဤကြောင့်ထိုင်ဖုံးကြီးသည်ဗုဒ္ဓဘာသာဝင်ရွာများမှာကဲ့သို့ဆွန့်ခန့်ခြင်းအမှုကိုပြုလုပ်၍မရခဲ့ပေ ွာသားများသည့်ဖုံးကြီးတစ်ပါးကိုစွန်းလောက်ဖို့ကက်လူဖို့ဟုသည့်အတ္တိတရားနှင့် ဝေးကွာလာသည်သူတို့အမြင်တွင်ဤဖုံးကြီးသည်မိမိတို့ကဲ့သို့ထမင်းဟင်းချက်စားရန်ဘာကြောင့်ဝင်လွေးနေပါသနည်းမိမိတို့မှာအမဲလိုက်ခြင်းပြားဖို့ခြင်းတစ်ခုတ်ခြင်းဒီနဲ့ဆိုင်ပြိုးချင်းတို့ကို အလဲကျဆောင်ရွက်နေရသည်ဖြစ်ရာ ဖုံးကြီးအားထမင်းဟင်းချက်ပေးရန် အချိန်မရှိဤဖုံးကြီးတီ ထမင်းဟင်းချက်ပေမိဇနီးမယသာသမီမရှိအပ်လင်တပဲ့လက်သားတော့ရှိရပေမိဤအမြင်မျိုးကိုဖုန်ကြီးထံစကားပအောင်တူတူစူးစားခရသည်ဖုန်ကြီးကလည်းဤအမြင်မျိုးကိုဖြည့်ရှင်းရအတွက်တူတူစကားကိုနားလဲအောင် ကိုယ်စကားကိုတူတူနားလဲအောင် တင်ယူစူးစားခရ၏ဖုန်ကြီးပြန်လွန်တော်မူပြီးနောက်ဒုတိယအကြောင်းထိုင်ကိုတော့ဖြစ်အဖြစ်တူဤရွာကလေးတို့ရောက်လာတော့အခါ အခြေအနေဒီအရင်ကလိုခက်ခဲခြင်းမရှိတော့ပင်ရှင်နေတီတီဗုဒ္ဓဘာသာဝင်ဘုန်းကြီးတပါဤတကိုတဲနေတိုင်းမှု ရွာသားများအပေါ်ကိုကြီးဆောင်ရှောက်မှုပညာသင်ကြားပေးမှုနေမကောင်းမကျန်းမာလင်ကုသပြုစုမှုစသည်တို့ကို ရွာသားများအ ਨੇ အကျဉ်လက်ခံတက်လာခဲ့ပြီးထို့အချိန်တွင်တူရောက်လာရသည့်ဖြစ်ရာ သူအတွက်သာဒနာပြုရှင်သည့် မူလဖုံးတော်ကြီးလောက်တော့ပင်မခက်ခဲခြင်းမရှိပေရွာသားများထဲမှခက်ရရွယ်လူငယ်တယောက်တီမူလဖုံးတော်ကြီးဤကပိယအဖြစ်သမင်းဟင်းချက်ပေဖုံးကြီးဝေယဝေစာကိုပြုစုပေးနေခဲ့ဒီမှာနှစ်နှစ်သုံးနှစ်ခန့်ရှိပြီဟုတူတီးရသည်ထို့သူအမည်မှာတူတီးတလောက်အတန်ထွက်ဖြင့်ဦးကြုံတန်ဖြစ်သည်ယဝံလူမျိုးအနွယ်ဖြစ်သည်မြန်မာစကားအတော်အသင့်ပြောတတ်လေသည်ရွာသားများသည် အများစုမှာအမဲလိုက်ခြင်းဖြင့်ဟင်းစားရှောက်ဖွေကြသည့်ဖြစ်ရာရလာတော့အမဲအားခွဲဝေဖြတ်တော့ပြီးဖုံးကြီးကြောင့်တို့လာပိုးလေးရှိသည်တခါတခါဖုံးကြီးနှင့်တိုက်ရိုက်တွေ့တခါတခါဖုံးကြီးနှင့်မတွေ့လင်လျက်ဖုံးကြီးကြောင့်မီးဖို့ချောင်းထုတ်တမ်းမှာထိုအမဲပေါင်ကိုချိတ်ဆွဲ၍ထားခဲ့လေးရှိသည်အဲ့ဒီမှာအမဲတပောင်ပေးခဲ့ပြီးချက်စားတော့ဟူသောအတိတ်ပဲပင်ဖြစ်သည် ဖုန်းကြီးဆိုဒီမှာကိုရိုင်းဓမင်းဟင်းချက်ပြုတ်စာကြသူများမဟုတ်ကြောင်းဖုန်းတော်ကြီးကရှင်ပြဒီကိုသူတို့နားမလည်နိုင်ပြီးကပီးယားမရှိခင်က ထိုဟင်းစာအမဲပေါကိစ္စမျိုးဒီဖုန်းတော်ကြီးအတွက်ဖြည့်ရှင်းရန်တော်တော်ခက်ခဲတော့ပြဿနာဖြစ်သည်ဖုန်းကြီးကြောင်းဝင်အနောက်ဖက်ချက်မြေတွင်တီးနှံစားပြိုခြင်းထိုတီးနှံကို တခြားစားကုန်ဖြင့်လဲလှယ်ခြင်းစသည်တို့ကို ဖုန်းတော်ကြီးကိုယ်တိုင်ပြုလုပ်ခဲ့ရဖူးသည် ခုအခါမှာတော့ဒူတီကပီယာရှိတော့ဘုန်းကြီးကျောင်းတွင်စွန့်ကိစ္စအတွက်တိတ်အခက်အခဲမရှိပဲတဒနာပြုခွင့်ရနေပြီရွာထဲတွင်ဗုဒ္ဓဘာသာဝင်အင်ချီလီ96အင်ရှိပြီဖြစ်၍ဒူစွန့်ခန့်နိုင်ပြီရွာထဲကကလေးများကိုတူဒီအင်္ဂလိပ်စာမြန်မာစာတင်ချာစသည်တို့ကိုတင်ကြားပေးခွင့်ရပြီးဗုဒ္ဓအကြောင်းကို ပုံပြင်တပုတ်ပြောသလိုညစဉ်ပြောပြနိုင်ဖို့တူဒီ ဒေတာခန့်တိုင်းရင်စကားကိုတင် जा တက်မြောက်ခဲ့ပြီး in my come you ဟုဖြစ်ပေါ်မလာမီအရင်အမြစ်ဖြစ်တော်နှံ့တမိုင်ချောင်းကြီးဤကမ်ပါပေးတွင်သူဤဖုန်ကြီးချောင်းကိုတိဆောက်ထားသည့်ဖြစ်ရာချောင်းရီစီတန်တက္ကန်တရွတ်တို့ဤတိုးတိုက်လောက်ခတ်တန်ကျင်းငတ်များအော်မီတန်တော်တရိဇံငယ်လေးများဤပြေလွှမ်းအမိတန်တို့ဖြင့်ပတ်ဝန်းကျင်သည်တာယာချမ်းမြေလာပါသည် ကြောက်ကံပါထိတ်မှာတစ်ပင်ဝါပင်အရေး၌ညင်သက်စွာထိုင်လျက်ရည်စည်းတန်ကို နားထောင်တီးအခါတိုင်းပါရကူဤတိတ်တရာဝိတုထဲမှာတိတ်တရာကိုတူတတိယမိသည်ကြည်လင်လာတော်ရည်သည်လင်မြန်စွာကြမ်းတမ်းစွာစည်စင်းလေသည်ကြတုံကြဆောင်များနှင့်ရည်စည်းထီးတွေ့ရအရတို့၌ရည်တီရင်မုံရည်ပန်းများအဖြစ်ကမ်းပါးစီတို့ခွာလွင့်ဝဲပြန့်လျက်ရှိသည် ဤအရတို့ရောက်လာခဲ့မိတော့ကြောင့်မိမိကိုယ်ကိုထက်ကထက်ကကျင်နဲ့ရောက်ရင်မိတီတူဒီအတက်17နှစ်သားအရွယ်တွင်ရွာရှိမူလတန်းကြောင့်မှစရုဒ္ဓထံအောင်မြင်ခဲ့၏တူဇာတီမှာရင်နံချောင်းမျိုးနယ်ဖရာကုန်းကြီးရွာအုပ်စုအပိုင်ရွာတက်ကလေးကြီးရွာဖြစ်သည်စတုဒ္ဓထံအောင်ပြီးတော့အကာနှစ်နှစ်လောက်တော့အဖေလက်တွင်ကိုကြီးလောက်ကန်ပေးပြီး73နှစ်သားအရွယ်တွင် ဥယင်ကျောင်းဆရာတော်ထံမှရှင်သာမဏေအဖြစ်ခန့်ယူခဲ့သည်ဆရာတော်မဲခေါ်တမောအတော်ရှင်သာမဏေဘွဲ့မှဇနကဖြစ်သည်အင်္ကာတာမောင်ဇန်ဆိုတော့ဘွဲ့အမိဇနကဘော့ကွယ်ဤဘွဲ့အမိကိုသူအလွန်နှစ်တက်ပါသည်ဖရာလောင်မဟာဇနကမင်းကိုသူအလွန်တဘောကြခဲ့ဘူးဒီမဟုတ်လားဆရာတော်ဦးတော်ပိသာဤအကြောင်းမှနေထိုင်ရင်အငေတန်းအလက်တန်းတို့ကိုအောင်မြင်ခဲ့၏ထို့နောက်ရေနံချောင်းမြို့ရွှေတောင် ပါဠိတက္ကသိုလ်မှာစာသင်ရင်းအကြည်တန်းအောင်မြင်ခဲ့သည်အမှန်အတိုင်းပြောရရင်ထိုနှစ်ကအကြည်တန်းအောင်လိမ့်မည်ဟုတူလုံးဝမျှော်လင့်မထားခဲ့ပြီးအလွန်ခက်ခဲပြီးညပြလာတော့ဤကျမ်းစာများကိုတနစ်ထဲကြမ်းမန်းအကုံဆောင်နိုင်မည်ဟုတူမထင်မှတ်ခဲ့နနစ်လောက်တော့ဖြည့်ယူရမှာပဲဟုတူထင်ခဲ့သည်ကံကောင်းထောက်မစွာပင်တူနစ်ချင်းပေါအောင်မြင်ခဲ့သည် 2D အောင်စရင်ကိုတရားစင်က လူငယ်ပီပီ ဟမဆောင်နိုင်လာအောင်ပင်ပျော်ရွှင်သွားခဲ့၏မိမိနေတော့ရွှေလာရောင်ကြောင်ကြီးပေါ်မှာနှစ်ပတ်သုံးပတ်လကျွန်းထိုးပြလိုက်ခြင်းစဲကိုမနေအောင်ဤမျိုးသိခဲ့ရသည် အဖေနှင့်အမေတီသူအတွက်ကျင်းနေကုန်ယူမဆုံးရှိခဲ့သည် အသက်20ပြည့်သည့်အခါဥယျင်ကျောင်းတိုက်ခန္ဓာတိန်၌ရဟန်းအဖြစ်သို့ရောက်ခဲ့သည် ထိုအချိန်မှလည်းသူဤယဟန်ဘွဲအမိတီအရှင်စနကပင်ဖြစ်၏ရွာမကြောင်းထိုင်ဤလက်ထောက်အဖြစ်သူဆက်လက်နေထိုင်ရန်အဖေနှင့်အမေကဆန္ဒရှိခဲ့တော်လဲသူကမဟာဓမ္မစရိယအထီအောင်ချင်းတီစာတပ်ပုဂ္ဂိုလ်ဖြစ်ခြင်းစိတ်ကိုချိုးနှံ၍မရခဲ့ပေတကားကြီးကြောက်ရံကုန်မှာစာတွားတင်မလို့ဟူအဖေအားအတိပေးတော်အခါအဖေတီသူအားမသားမြည့်ရက်တဖြင့်သဘောတူခဲ့၏ရံကုန်မှာစာတွားတင်ခြင်းဟူသောအမှုကိစ္စတီး လွန်မယောင်နဲ့အလွန်ခက်ခဲကြမ်းတမ်းလာလေသည့်အသည့်မိတ်ဆွေဖုန်ကြီးဟူ၍မရှိတော့ကြောင့်ရန်ကုန်မှာကြောင်တချောင်းချောင်း၌နေထိုင်ခွင့်ရရန်ရပောင်များစွာစူးစမ်းရှာဖွေခဲ့ရသည်ဖုန်ကြီးကြောင်တော်တော်များများတို့သူတို့ရောက်ချင်ကဲခဲ့ရသည်သူအာမီဒီကြောင်ကားများလက်မခံနိုင်ပေဝါဆိုလာပြည်နေတို့ရောက်ခန့်ဤလေကြောင်တချောင်းမှ မရသည်တဖြင့်ရင်ပူလေဖြစ်လာသည်ရန်ကုန်လာမိတာမာပြီဟုလေကိုကိုကိုနောင်တရမိဤ အဖေပေးလိုက်တော့ချွေးနီးစာစုဆောင်ဝင်ကလည်းကုန်လို့ပြီကြောင်တကြောင်မမရဘဲဝါဆိုတော့လင်သူဘာလို့ရမြင်နီနေဝင်ကနေထွက်တူတီတလန်းဝင်တလန်းထွက်မြို့နယ်ပေါင်းစုံတို့ရှောက်ရလေတီဖျားရှင်တော်မြတ်ဤဂုံကျေးစုဆရာရှင်တော်မြတ်များဤဂုံကျေးစုမိဘနှစ်ပါးဤဂုံကျေးစုတို့ကိုအောင်မေလဲအတူတစ္ဆာဆိုမိတီတပည့်တော်ဒီမြတ်စွာဘုရားရှင်ထားရတော်မူခဲ့သောဗုဒ္ဓဒေသနာတော်ကို လေနက်ကြီးညိုစွာယုံကြည်သက်ဝင်မိပါ၏ဗုဒ္ဓတရဏတော်အတွင်းရှိတည်တန်းစီရန်နှင့် ပြန့်ပွားစီရန်ကိုစိတ်နှဖျားဖြင့်အာထုတ်ကြိုးပမ်းပါမည်တာမဏိဘဝယဟန်ဘဝတို့တွင်ဗုဒ္ဓတရဏဤအကျိုးကိုအမှန်တကယ်ဆောင်ရွက်ခဲ့ပြီဖြစ်ပါသည်အိမကနောတစ္ဆာစကားကြောင့်တပည့်တော်ခိုးလုံနိုင်စရာအရေးတစ်ခုခုကိုတွေ့ရပါလို့ဤအရှင်ဖေဟာသူဤတစ္ဆာကိုဓမ္မဒီဝနတ်မြတ်များကြားခဲ့သည့်ထင်ဤ တူဒီဝါဆိုလာပြည့်မတိုင်မီနရက်အလို၌အင်းဆက်ရမှပီရီယက်တိစတင်တိုက်ကြောင်း၌နေထိုင်ခွင့်ရခဲ့သည်အလွန်စည်းကမ်းကြီးသောကြောင်းဖြစ်သည်ငယ်စဉ်ကတူစည်းဘူးခဲ့သောပေရီနတ်ခက်ပညာကြောင်းတစ်ကြောင်းဥပုပ်တိလပေးရာတွင်တည်ငင်စွာဟောပြောသက်ရှင်ကြောင်းတစ်ကြောင်းတူတွင်စွန့်ခံအိမ်မရှာပါခဲ့ပေနိုင်ငံတော်ပရိယတိတရဏတက္ကရုံ၌ပညာသင်ရန် ဝင်ခွင့်အောင်မြင်သောအခါတူးစွန်းတကတကမများစိတ်မကောင်းခြင်းတဝက်သူအတွက်ဝန်တာခြင်းတဝက်ဖြင့်နှုတ်ဆက်ကြလေသည်စာအုပ်စာတန်းဖို့ကုတို့ပြုပရစီဖရာဟု တချို့ကဝတ္ထုငွေကက်လူကြသည်တရဏတကတို့ဝင်ခွင့်စာမင်းပွဲဖြေဆိုစဉ်ကလည်းအောင်မြင်လိမ့်မည်ဟုမမျှော်လင့်ရဲပေတနစ်တနစ်တွင်တန်ခါအပါတထောင်ဖြေလျင် 50ခန့်သာအောင်မြင်သည်ဖြစ်ရာ900ခိုင်နှုန်းသာအောင်မြင်သောစာမေးပွဲဟု ပြောရမည်ထို900ခိုင်နှုန်းတွင်မိမိပါဝင်လိမ့်မည်ဟုမြည်သူမြမျှော်လင့်ရမည်မဟုတ်ထို့ကြောင့်ဖြေတာဖြေရသည်စိတ်ကခက်ထင်းထင်းပင်ဖြစ်၏အကြီးတန်းအောင်မြင်ပြီး၍ဆေးဝါးထမပူရဟူသောစီမင်းနှင့်ကိုင်းညီနေတော်ကြောင့်တကြောင်နိုင်ငံရဲ့ချတို့ တာရဏပြုဆေလွချင်းခံရမည်အခွင့်အရေးကိုမျောလင့်သောကြောင့်တကြောင်ရတော်ရှိမရတော်ရှိ ဖြေကြည့်မည်ဟုဆယင်းပေးသွင်းလိုက်ခြင်းဖြစ်သည်ကံကောင်းထောက်မသည်လားနှစ်ပေါင်းများစွာ လေးလာစီပူး၍အာကုန်ဆောင်နိုင်သောညာရီကြောင့်ပဲလားနှမျိုးစလုံးနှင့်ညီညွတ်၍ပဲလားမသိသူအောင်မြင်ခဲ့သည် နှုတ်ဖြင့်မေတော်ဇရာတော်ဖရာတို့ဤအင်တရီသည်သူအာရင်တလက်လက်တုံစီခဲ့သည်တညလုံးလုံးအဲ့ကြီးပြတ်ထား၍ကျင်းဆက်နေတော်မျက်လုံးတို့သည်သူအာမူးမိုက်ဝေဝါးစေ၏မျက်နှာချက်ပန်ကာဤတရွေ့၍လည်းပတ်တန်သည်တို့ရင်ထဲအသည့်မြည်နေအောင် ကျေလောင်လာသည်ဟု ထင်မိသည်